မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းချမ်းသာကြပါစေရှင်20ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် Channel မှတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် မြိုင်မြို့နယ်တနေရာသို့ မိထီလာလေတမ်းမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်ည12:12နာရီခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဒီတိမ်မြို့နယ်တနေရာသို့တရအူးလေတမ်းမှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်ည12:16နာရီ12:26မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ပေါင်းမြို့နယ်တနေရာသို့ဒဒဦးလေတန်းမှတက်သော jet fighter တစ်စီးဖြင့်ည7နာရီ10မိနစ်7နာရီ14မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ပြီးမုံရွာနာမခမတက်သော gyrocopter 3စီးဖြင့်မနက်10နာရီ15မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကံကုန်မျိုးနယ်တနီယာတို့တရဝူးလေတမ်းမှတက်သော jet fighter တစ်စီးဖြင့် မနက်7:00နာရီ8မိနစ်7:00နာရီ10မိနစ်ခန့်ချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဖားကဲမျိုးနယ်တနေရာသို့တရဝူးလေတပ်မတက်သော Jet Fighter နှစ်စီးဖြင့် မနက်6:59နာရီ59မိနစ်9:00နာရီ14မိနစ်ခန့်ချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြောက်ဦးမြို့နယ်တနေရာသို့ မိထီလာလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့် ညနေ၄နာရီ36မိနစ်ခန့်ချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မလိုင်မြို့နယ်တနေရာသို့မိထီလာလာမာတာမတ်တော်စစ်တပ်လီထီပါရာမော်တာ3စီးဖြင့်နေ့လယ်3နာရီ45မိနစ်ခန့်ချိန်မှစတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြောင်းရီမြို့နယ်တနေရာသို့နေပြည်တော်လေတပ်မတ်တော်ဂျက်ဖိုက်တာ2စီးဖြင့် နေ့လယ်2:55မိနစ်3:04မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးမော်ဘီလီတပ်မှတပ်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလျင်တည်းဖြင့်ညနေ4:00ခန့်အချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်20ရက်17လ2025ရက်နေ့တွင်အကြံဖက်စစ်ကောင်စီအနေဖြင့်တရဝူးလေတက် နေပြည်တော်မကွေးမြစ်ကြီးနာ မိထီလာလေတပ်များမှ Jet Fighter, Wing Twin, Wing 8, Gyrocopter နှင့် Paramotor များပြန်တပ်မှုအကြိမ်ရေ42ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊မကွေတိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တပ်မှု15ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရင်များမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော ေချောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်တွင်နှင့်လေချောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏တွင်လက်ခံအကောက်ဖြစ်သော app ဝေဟင် Scout Bot တို့ဆက်သွယ်တွင်ပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါသည်ရှင်ယခုကဲ့သို့လေချောင်းတိုက်ခိုက်မှုသတင်းများအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်။ မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။